ိုင်းနိုင်ငံနဲ့ဆင်လိမ်ပါများထိုင်းနိုင်ငံရဲ့တမိုင်းနဲ့ရှင်ကျိမှုကို ပြန်ကြည့်မယ်ဆိုရင်စင်တတဝါတွေရဲ့အခမ်းကဏ္ဍကိုမဖြစ်မနေတွေ့ရပါလိမ့်မယ်ပြီးတော့ထိုင်းနိုင်ငံဟာစင်တွေကိုနိုင်ငံကျေတနာတစ်ပါးအဖြစ်မှတ်ယူလေရှိကြပြီးမိသေတာလက္ခဏာတစ်ခုအဖြစ်လည်းပွဲလန်းတပင်တိုင်းမှာပေါ်ပြလေရှိကြပါဒါဆိုရင်ထိုင်းလူမျိုးတွေဟာစင်တွေကိုဘာလို့ဒီလောက်တန်ဖိုးထားကြလဲသိချင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးကြဖို့တိုက်တွန်းလိုပါတယ် တကယ်တော့စင်တွေဆိုတာအလောက်ဒရက်ဖက်လောက်ကင်ကြတဲ့လူသားတွေရဲ့မိတ်ဆွေတစ္ဆာရှိခြင်းရဲ့အထိမ်းမှန်နဲ့စစ်ပွဲတွေရဲ့သူရဲကောင်းတွေအဖြစ်ထူချပြီးမှတ်တမ်းတင်ခံရတဲ့တတဝါမျိုးစိတ်လည်းဖြစ်ပါရှေးရခင်စီရန်ခေတ်ကာလဝင်မှာစင်တွေဟာတစ်လုံးဆွဲခြင်း ကုန်စည်များတည်ယူပို့ဆောင်ခြင်းနဲ့စစ်ပွဲတွေမှာဘီရင်တက်တော်အတောင်ဖြင့်များစွာအရာရောက်ခဲ့တာကိုတွေ့ရပါလိမ့်မယ်။စင်တအားကောင်းတဲ့နိုင်ငံတွေဟာစစ်ပွဲမှာများစွာအသာစီရတတ်သလိုစင်ဖြူရှင်ရှိတဲ့ဘီရင်ဟာဖုံးကန်မြင့်မားသူလို့ထိုင်းနိုင်ငံရောမြန်မာနိုင်ငံရောကယုံကြည်ထားကြပါသည်။စင်ဖြူဟာဖုံးကန်ကြီးမားမှုဖြူစင်အတန်ရှင်မှုနဲ့အထွတ်အမြတ်အရာဖြစ် ဗုဒ္ဓဘာသာနိုင်ငံတွေမှာသတ်မှတ်ထားကြတာကြောင့်ဆင်ဖြူအတွက်ဖြစ်ခဲ့ရတဲ့စစ်ပွဲတွေဟာလည်းမနေမနောလို့ဆိုရမှာပါ။ဆင်တွေဟာညံကောင်းပြီးတင်ကြားရလွယ်ကူတာကြောင့်စစ်ပွဲအတွက်ဆင်ကိုကျုံးသွင်းရသလိုတလုံးဆွဲမဲ့ဆင်အတွက်လည်းချွန်းအုပ်တဲ့အတက်ပညာမျိုးဟာတတိယဖြတ်ထုံးညံမှာလိုအပ်တယ်လို့ရှင်းလူကြီးတွေကပြောကြားခဲ့တာပါ။ထိုင်းနိုင်ငံရဲ့ဆင်မျိုးစိတ်တွေဟာ အိန္ဒိယစင်တွေထက်အရွယ်စားသေးပြီးလုံးဝသိငယ်တဲ့နေရွက်တွေရှိပါတယ်။စင်တွေဟာတရိတ်ဆန်တွေထဲမှာအင်မတန်ညံကောင်းပြီးမိတ်ဆွေဖွဲ့လို့ကြတဲ့ချစ်စရာတတဝါတွေပါ။စင်တွေဟာနှမောင်းမှုတ်တန်ကနေတဆင့်အချင်းချင်းစကားပြောဆက်သွယ်ကြသလိုချိန်နှုံးနှိမ့်ပြီးမိုင်ပေါင်းများစွာဝေးတဲ့အထီရောက်နိုင်တဲ့အတန်မြင့်မြင့်လေးတွေကိုပါထုံလွတ်နိုင်ကြသူတွေပါ။အတူတကွစုစည်းနေထိုင်ကြပြီးစင်မတွေဟာအုပ်စုကောင်းဆောင်ဖြစ်ကြသလိုစင်ပေါက်လေးတွေကိုလည်းအတူတူအုပ်ထင်းကြတဲ့ဓလိတဘာဝရှိကြပါသေးတယ်။ ဒါပေမဲ့လည်းစင်အစာရှင်တွေကိုအတုံးပြူလာတဲ့ခေအရောက်မှာစင်တွေရဲ့အခန်းကဏ္ဍဟာလေးမိမိန်သွားခဲ့ရပြီးစင်ပြူရာတွေသာလည်းဂိယူဆိုင်ခံရပြီးတာမန်ရှင်တွေအတွက်ပြုစုထိန်ထိန်ဆောက်ရှောက်ရဖို့ခက်ခဲလာခဲ့ပါတယ်။ထိုင်းဆိုရကတူရီဇင်လုပ်ငန်းဖွံ့ဖြိုးလာတဲ့အမြောက်တဘာဝတစ်တော်ကျိုးဝိုင်းတွေကိုအစီအမြင့်တင်ပြီးတဘာဝစင်လိုင်မာတွေနဲ့တီးတွေ့နိုင်တဲ့အပန်းဖြေစကန်တွေအဖြစ်ဖွင့်လှစ်ခဲ့ကြပါတယ်။အဆိုပါစကမ်းတွေမှာစင်လေးတွေကိုရေချိုးကြည့်အစာကျွေးခြင်းနဲ့စင်စည်းခြင်းတို့ကိုလှုပ်ဆောင်နိုင်ပြီး စင်ဦးစည်းတွေကလည်းစင်တွေပေါ်ရှင်ကြီးအောင်တင်ပေးထားတာဖြစ်ပြီးတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တရိစံအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတို့ကိုပါပူးတွဲဆောင်ရွက်ခဲ့ကြပါရခင်ကတန်မိုးရှိရဲ့အဆွေတွေတော့ပေါင်ကိုအမဲလိုက်ခံရပြီးမျိုးတုံးလို့နီနီဖြစ်ခဲ့တဲ့အာဖရိကစင်တွေရဲ့သမိုင်းကိုသိရှိကြမယ်လို့ကျွန်မ။ဒါပြင်တဘာဝပတ်ဝန်းကျင်ပြောင်းတီးမှုဂေဟာစနစ်ပြောင်းလဲမှုနဲ့ တရားမဝင်ဆင်ဆွေမှောက်ခုံမှုတွေကြောင့်20ရာစုအစောပိုင်းကတသိန်းမိပါကန့်ရှိခဲ့တဲ့ထိုင်းစင်အရေးအတွက်ဟာအခုချိန်မှာတော့3000ကနေ4000အကြားလို့ခန့်မှန်းသိရှိရပါတယ်။ယခုအခါမှာထိုင်းဆိုရာရဲ့ Eco Tourism Project တွေနဲ့စင်တွေကိုကာကွယ်စောင့်ရှောက်ရေးအစီအမံတွေနဲ့အတူထိုင်းစင်အရေးအတွက်ဟာလည်းပြန်လည်တိုးပွားလာခဲ့ရကြောင်းထိုင်းဟာကောင်းသောရှာလတ်တစ်ခုလို့ဆိုရမှာပါ။တကယ်၍မိတ်ဆွေတို့အနေနဲ့ထိုင်းနိုင်ငံကိုအလဲပတ်သွားတဲ့အခါတဘာဝတစ်တော်ကျိုးဝိုင်းနေမှာရှိရဲ့ ဆင်လိမ်မာလေးတွေစီကိုမဖြစ်မနေသွားရောက်တင်ပြီးဖော်ရွေလိမ်မာလေးဆင်လိမ်တွေကိုသွားရောက်မိတ်ဆက်လိုက်ကြပါအောင်လို့တိုက်တွန်းလိုပါတယ်။အကယ်၍သွားဖို့ကြိုးစားရင်လည်းအတွေ့အကြုံလေးတွေကို comment အောက်မှာလာရောက်ရေးသားလို့ရပါတယ်နော်။